ကျမတို့မြန်မာနိုင်ငံမှာအင်အားပြင်းတဲ့ငလျင်လှုပ်ခတ်ပြီးသွားတဲ့နောက်အသက်အိုးအိမ်စည်းစိမ်များစွာပြည်စီဆုံးရှုံးသွားပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုကောင်းစွာမစတင်နိုင်သေးခင်မှာပဲမွန်ဆွန်ရာသီဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ဆုံးရှုံးမှုတွေကထပ်မံပြီးတော့တိုးပွားလာုံသာမကမိုးရာသီမွန်ဆွန်ရာသီမှာဖြစ်တတ်တဲ့ရောဂါတွေကိုလည်းဂရုစိုက်ရမှာဖြစ်ပါတယ် မိုးရသည်မှာဖြစ်တတ်တဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂတွေအပြင်ခြင်ပေါက်ဖွားမှုကြောင့်ဖြစ်တတ်တဲ့သွေးလွန်တကွေးယောဂ၊ငှက်ဖျားယောဂစတဲ့ယောဂတွေကိုလည်းဂိူးဆိုင်မှာဖြစ်သလိုအဝတ်စားတွေမချောက်သွေးတွေအတွက်ကြောင့်မလို့အေးမီနှာစည်းချောင်းဆိုဖျားနာခြင်းများတုတ်ကွေးမိခြင်းများစတဲ့ယောဂတွေကိုလည်းဂိူးဆိုင်အောင်မှာဖြစ်ပါတယ်။ဒါအပြင်ဆိုစွတ်တဲ့အဝတ်တွေကြောင့်မလို့ခန္ဓာကိုယ်ရားရံခြင်းအနာဖြစ်ခြင်းစတဲ့ခန္ဓာကိုယ်ရေပြာယောဂတွေကိုလည်းဂိူးဆိုင်အောင်မှာဖြစ်ပါတယ်။ ဝမ်ပြတ်ဝမ်းလျှော်ယောဂါတွေမဖြစ်ပွားစေဖို့ရေတွေကိုကြိုချက်ပြီးတောက်သုံးသင့်ပါတယ်။တန့်ရှင်းတဲ့အစာတောက်တွေကိုလည်းစားတောက်ပေးဖို့လိုပါတယ်။ရင်နာစာတွေကိုလည်းရှောင်ကြည့်ဖို့လိုအပ်သလိုအဟာရပြည့်တဲ့အစာတောက်တွေကိုယ်ခံအားကောင်းစေဖို့အတွက်အချင်တတ်ပါဝင်တဲ့အသီးနှံတွေအသီးဖြော်ရည်နဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေကိုစားတောက်ပေးလို့ရပါတယ်။အဝတ်စားတွေကိုတန့်စင်စွာလျှော့ပုတ်ခြင်း၊နေပြခြင်းတို့ကလည်းအရေးကြီးပါတယ်။ရှင်ပောက်ဖွားနိုင်တဲ့နေရာတွေကိုလည်းရှင်းလင်းဖို့လိုအပ်ပါတယ်။ မိုးရေတင်ကြန်တက်တဲ့အမိုက်တရိုက်အိုးခွက်ဟောင်းတွေကိုလည်းရှင်းလင်းထားမှာဖြစ်ပါတယ်။ဖျားပန်းဝိုးတွေကိုလည်းရေမှန်မှန်လဲပေးဖို့လိုအပ်တယ်လို့တူလောင်ထားရတဲ့ရေတွေကိုလည်းအပုံဖုံးပြီးတော့တူလောင်မှုလိုအပ်ပါတယ်။အိဆက်တဲ့အခါမှာလည်းချင်းတောင်နဲ့အိဆက်ဖို့လိုအပ်တယ်လို့အင်ကြီးလက်ရှိပေါင်းမီလက်ရှိတွေကိုလည်းဝတ်ဆင်ဖို့တတိထားရမှာဖြစ်ပါတယ်။ဒါအပြင်ခြင်စည်းတွေကိုလည်းတေချာသုံးပြီးတော့ချင်းကိုက်မခံအားဖို့အရေးကိုဂယူဆိုင်ဖို့လိုအပ်ပါတယ်။ကလေးငယ်ကြီးဖြားနာခဲ့ရရှိလို့ရှိရင်လည်းကောင်းစွာဂယူဆိုင်ဖို့လိုအပ်တယ်လို့ ဖျားမကြချင်းနဲ့အဖျားကြတော့လည်းလန်းလက်စမ်းမရှိပါကဆရာဝန်များကလေးတူကူဆရာဝန်များစီကိုအကြံဉာဏ်တောင်းခံမှုပြသဖို့အတွက်လည်းတိုက်တွန်းလိုက်ရပါတယ်ရှင်။ငလျင်ဘေးတင့်ပြီးတဲ့အခါမှာမွန်စွန်ရာသီဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးကြမ်းမာရေးပိုင်းကိုပါဂရုစိုက်ကြစေဖို့အတွက်တတိပေးလိုက်ရပါတယ်ရှင်။ထပ်မံသိချင်တဲ့အရာတွေရှိရင်လည်း comment အနေနဲ့မေးမြန်းလို့ရသလို message ပို့ပြီးတော့လည်းဆွေးနွေးတိုင်ပင်လို့ရပါတယ်။ online အနေနဲ့ဝန်ဆောင်မှုတွေကိုပေးဝေနေမှာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။